ကရင်ပြည်နယ်ကယန်းယူတပ်မ6နယ်မြေတွင်းမှာရှိရဲကနယ်လေးစစ်ကောင်စီအတိုင်ချထပ်ဆွဲထားတဲ့တပ်ကို KNL ဦးဆောင်တဲ့တပ်တွေကမေလ28ရက်နေ့ယမန်နေ့ညကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။အဆိုပါကနယ်လေးစခန်းကိုတော်လန်ရင်အင်အားစုတွေကမေလနောက်ဆုံးအပတ်လောက်ကလေးကစတင်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီးမနေ့ညကအပြီးသိမ်းယူခဲ့တာစစ်ကောင်စီဘက်ကတေဆိုးမှုတွေရှိတယ်လို့120မမလက်နက်ကြီးအပါအဝင်စစ်လက်နက်ပစ္စည်းအချို့လည်း တိမ်းယူနိုင်ခဲ့တယ်လို့ကနေဦးသိရှိရပါတယ်။မင်းညကနေလေးကိုရပါပြီ။လက်နဲ့တွေလည်းတိမ်းဆဲရမိတာရှိပါတယ်။120မမကြီးတွေပါမယ်။လက်နဲ့ငယ်တွေကတော့အခုမှရေတွက်တုံးလို့မြေပြင်စည်ရေးသတင်းအမြင့်တူးမှ VPN ကိုပြော့ပြပါတယ်။ဒါအပြင်ဒေါ်လာရင်းအင်အားစုတွေအနေနဲ့အဆိုပါကနေလေးစခန်းကိုတိမ်းပိုက်ပြီးတဲ့နောက်ကဲယူတက်မှ6မြောက်ရီနယ်မြေဘက်မှာစစ်ကောင်စီတက်ဆွဲထားနိုင်တဲ့စခန်း6ခုခန့်သာကျန်တော့တယ်လို့လည်းအဆိုပါသတင်းရင်းမြစ်ကဆက်လက်ဖော်ပြထားပါတယ်။ ီဘက်တကြောမှာစကတ်စကျန်နာဆိုလို့တေဘောဘူဥဂရိထဝေါ်လီမော်ခီဘရင်နောင်တိခတ်ပလဲဒီစကန်6ခုလောက်ပဲကျန်တော့တယ် S ခန်းတွေကလည်းကျွန်တော်တို့ဘက်ကအတိုင်းတာတစ်ခုထိပိတ်ဆို့ထားပြီးသားဖြစ်ပါတယ်စစ်ကောင်စီအနေနဲ့2025ခုနှစ်မက်လာမှစတင်ပြီးမြောက်ရီတကြောဘက်ကစစ်ကောင်စီအရေးကြီးစကန်9ခုထက်မနည်းကိုလက်လွတ်လိုက်ရတာကြောင့်ရဲသားပြည်သူတွေဘဝပိတ်မှတ်ထားပြီးလေးချောင်းတိုက်ခိုက်မှုတွေပြုလုပ်လာတယ်လို့သိရပါတယ်